ဒါကျွန်တော်တို့အများဆုံးမေးခံရတဲ့မေးခွန်းပါစီယုတုံတွေးကြသမားတွေကကျွန်တော်စီလာရင်ဘာစားမလဲဘာတောက်အောင်မလဲဘလူးနေထိုင်အောင်မလဲဒါတွေပဲကျွန်တော်မေးပါတယ်ဆိုတော့ပထမဆုံးပြောချင်တာက စီယုတုံသမားတွေတီးတန့်စားတောက်မယ်စားတောက်ဆိုတာမရှိပါဘူး There is no specific diet for diabetes မရှိပါဘူးကိုယ်နေတိုင်းစားတောက်နေတဲ့เนาะစားတောက်ပုံစံကိုပဲကျွန်တော်တို့ပြောင်းဖို့အတွက်လိုအပ်တာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ခုနပြောလို့စီချိုသွေးချိုသည်အစာတောက်ထဲမှာကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ဂဇီဓာတ်တွေအများကြီးစားရင်ကျွန်တော်ဖြစ်ပါတယ်ဒါကြောင့်မလို့တက်နိုင်တဲ့လောက်ကာဘိုဟိုက်ဒရိတ်ကိုကျွန်တော်တို့ရှော့စားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရှော့စားမယ်ဆိုတော့တနည်းအားဖြင့်စံဂျုံခောက်ဆွဲပေါ့နော်စံဂျုံခောက်ဆွဲတချို့ကဓမင်းစားလို့စီချိုတက်လို့ချပါဒီပြောင်းစားတယ်အတူတူပဲပဲကြံတန်လို့ပြောင်းစားလဲအတူတူပဲကျွန်တော်ကဓမင်းစားကြိုင်ဓမင်းမဲစားပါတော့နောက်တစ်ခုကတော့ဘာဆန်นี่ကျွန်တော်တို့ပြောင်းစားမယ်လို့ကျွန်တော်တို့အမြဲအမေးခံပါတယ် တော့ကျွန်တော်ကစီဂျိုဆန်ကိုကျွန်မစားရမှာလားလုံတီးဆန်ကိုစားရမှာလားကျွန်မပုံမှန်စားနေတဲ့ပေါ်ဆမ်းမှုရောစားလို့ရသလားဆိုတော့ကျွန်တော်တို့အနေနဲ့ကအဲ့ဒါနည်းနည်းလေးကြွားချမှုတော့ရှိပါတယ်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကဘာလဲဆိုတော့စီဂျိုနော်တက်ဂိမ်းလို့ခေါ်တာပေါ့နော်စီဂျိုအညွန်ဂိမ်းတက်တယ်ဆိုတာလေကျွန်တော်တို့ကဘာပြောလဲဆိုတော့ဥပမာဆိုတော့ဒီသမင်းတပကံစားလိုက်တယ်အိုက်ဆန်ကစီဂျိုဆန်နဲ့စားတယ်နောက်နှစ်နာရီကြာလို့ရှိရင်ကျွန်တော်စီဂျိုပြန်ချိန်ကြည့်တယ်ဘယ်လောက်တိတက်သွားလဲကျွန်တော်ကြည့် ထုံတိတူပေါ်စမ်းမွေးကိုကျွန်တော်တို့တပကံစားရတယ်။တော့နှစ်နာရီကြာလို့ရှင်ဘလောက်တက်လဲကြည့်။အဲ့လိုကြာကြည့်လိုက်တဲ့အခါမှာဒီအကောင်းဆုံးကတော့လုံဒီဆန်ပဲ။လုံဒီဆန်အကောင်းဆုံးဖြစ်တဲ့။အဲ့ဒါဆိုရင်စီဂျိုတက်တဲ့နှုန်းကနည်းတယ်။ဒုတိယအကောင်းဆုံးကဘတ်စမာဒီလို့ခေါ်တဲ့စီဂျိုဆန်ဖြစ်တဲ့။အဲ့ဒါကလည်းစီဂျိုတက်တဲ့နှုန်းနည်းတယ်။ပေါ်စမ်းမွေးကတော့နည်းနည်းတက်တယ်ပိုတက်တယ်ပေါ့နော်။ဆိုတော့ဒီနှုန်းကတော့ဖြစ်နိုင်ရင်တော့နော်ခုနကလေလုံဒီဆန်စီဂျိုဆန်တွေပြောင်းစားတာကောင်းတယ်ပေါ့နော်။သို့တော့ အဲ့ဒါဒီတကယ်တမ်းလက်တွေ့မကြောက်ဘာလို့အိမ်တိမ်ထဲမှာရင်ကျွန်တော်ကနော်သူသူ့အတွက်တက်တက်ကိုကျွန်တော်ကစီယိုဆန်ကိုချက်ပြရမယ်ကျန်တဲ့လူတွေကဒီမြင့်ဆန်ကိုပြောင်းစားရမယ်တက်တက်လုံးလုံးရမယ်အလုပ်ကအဆင်မပြေဘူးအဲ့တော့ကျွန်တော်ကပြန်ကြည့်လိုက်တဲ့အခါမှာဒီအမျိုးအစားတွေကရေးကြီးသလားဆိုရင်အဲ့ဒီရေးကြီးတာပမာဏပဲပမာဏအရေးကြီးဒါကကျွန်တော်တို့မေးပြန်ရေခန့်ချက်ရမှာလားရေငှဲ့ချက်ရမှာလားဆိုတော့ကျွန်တော်တို့ကအကြမ်းပြင်းပါပြောလို့ စံကဖြူလေးလေးဖွတ်တာများတာပေါ့နော်ဖွင့်ရင်စံပေါ်မှာပါတဲ့အာဟာရတက်တွေကပါသွားတယ်နော်စံဖြူလေးလေးစီယိုတက်လေးလေးပဲနမနေ့ကစံစီးလေးစီယိုတက်လေးပဲအဲ့ဒါကြောင့်မို့ကျွန်တော်မစီးအောင်လို့သူကဘာလုပ်လဲဆိုတော့ရေငဲ့ပြီးတော့ချက်ပလိုက်ရေငဲ့ချက်လိုက်အစီးတက်တွေပါသွားတော့စီးကြောနည်းနည်းကျသွားတော့ဆိုတော့တကယ်တမ်းကလည်းအရင်တော့မကွာလောက်ဒါပေမဲ့ကောင်းချင်းဆိုင်စီယိုပို့တက်နော်ရှမ်းဆန်ဆိုင်စီယိုပို့တက်အဲ့ဒါနည်းနည်းသတိထားနော်စံကကြေသွားရင်ပို့တက် တော့စံပြုတ်ဆိုင်ပို့တက်တယ်စံပြတ်စီးရွက်ပို့တယ်ဒါလေးကအကြံပြင်းကျွန်တော်တို့ပြောတာပေါ့တို့တော့လက်တွေ့ဘဝမှာအဲ့ဒါယူအကုန်လိုက်လုံနိုင်တဲ့လူတွေလည်းရှိရဲ့လိုက်မလုံနိုင်တဲ့လူတွေလည်းရှိအဲ့တော့ကျွန်တော်ကဘာပဲပြောလိုက်လဲဆိုရင်ကဲဘာဆမ်းမပြောင်းစားမနေပါနဲ့နော်ရေခမ်းလည်းမငဲ့နဲ့ရေငဲ့လည်းမချင်းနဲ့စီးရွက်လည်းပြောင်းစားမနေကိုစားနေကြဆံဝဲစားပါတို့တော့ပမာဏကိုလျှော့စားပါလို့ကျွန်တော်တို့ပြောပါတယ်ဆိုတော့ကျွန်တော်တို့အကြံပြင်းတော့ဘယ်လိုမှလေးရှိလဲဆိုတော့ ပလိတ်မော်ဒယ်လို့ခေါ်တယ်ကျွန်တော်ကပလိတ်မော်ဆိုတာဘာပြောတာဆိုတော့အချင်းကိုလက်မလောက်ရှိတဲ့ပကံများတစ်ခုမှာကျွန်တော်ကသမင်းတကာစားတိုင်းစားတိုင်းတဝက်တီတီကအရွက်တွေပါမယ်လေးပုံတစ်ပုံဒီအသားငါပါပြီလေးပုံတစ်ပုံပဲသမင်းပါမယ်ကျွန်တော်ကဒါမျိုးကိုကျွန်တော်စားပြီးပါဒါကျမ်းမိုင်နေနေညည်းစီဂျိုလဲကြတယ်လို့ကျွန်တော်ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ပထမအနေနဲ့တော့ပြောချင်တာကာဘိုဟိုက်ဒရိတ်ကိုလျှော့စားပါဖြစ်နိုင်ရင်တော့ စီယိုတက်နှုံနေတဲ့ကာဝိုက်ဒရိတ်ကိုစားရတော့ပိုကောင်းပါတယ်ပေါ့နော်ပိုကောင်းပါအဲ့ဒီကာဝိုက်ဒရိတ်တွေမှာအချိုးတွေပါတယ်တော့အချိုးမှာကျွန်တော်တို့တော်တော်သတိထားမယ်ဟာမှာ simple carbohydrate ဆိုတာပါတယ် complex carbohydrate ဆိုတာပါတယ်ဆိုတော့ simple carbohydrate ဆိုတာခုနပြောတဲ့တကြားစားတာပေါ့တကြားစားရင်စီးပြီးထောင်တက်သွားမှာနော်ဒါတော့ဒီ complex carbohydrate ခုနထမင်းပေါ့ထမင်းလိုဟာမျိုးခေါက်ဆွဲလိုဟာမျိုးတွေက complex carbohydrate ဆိုတော့သူတို့ကတော့အတက်နှုံနေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ပြောချင်တာ နော်အချွေတောက်လိုက်တာနဲ့သမင်းတပွဲစားနေမတူချွေဝေးစားရင်တောက်လိုက်ရင်သူကစင်ဘဲကာဗိုက်ဒရိုက်တ်ဆိုတော့ဝုန်းသူထောင်တက်သွားမှာကျွန်တော်ကသမင်းစားရင်တော့ဖြည်းဖြည်းပဲကျွန်တော်တက်သွားမှာဖြစ်တဲ့ကြောင့်ဖြစ်နိုင်ရင်ကျွန်တော်ကကွန်ပလက်စ်ကာဗိုက်ဒရိုက်တ်ကိုစားပါတက်နိုင်တဲ့လောက်စင်ဘဲကာဗိုက်ဒရိုက်တ်ရုပ်တရက်စီးကိုထောင်တက်သွားနိုင်မယ်အချွေတွေကိုလုံးဝရှောင်ရှားပါလို့ကျွန်တော်ကပြောချင်ပါတယ်ဆိုတော့ဒါကကာဗိုက်ဒရိုက်တ်ပေါ့နောက်တစ်ခုကတော့ပရိုတိန်းပေါ့ ပရိုတင်းဆိုတာကအသားဓာတ်တွေပေါ့အဲ့တော့ကျွန်တော်တို့ကဒီသမီးကိုရှော့စားလိုက်ရင်အသားကိုပူစားခိုင်းပါအသားတွေပူစားပါပေါ့အဲ့တော့အသားမှာလည်းနှမျိုးရှိတယ်တစ်မျိုးကပါလဲဆိုတော့ကျွန်တော်တို့က animal based protein လို့ခေါ်တာပေါ့တော့အသားငါးဆိုတာတလိ့ဆန်နေအသားငါးတွေရရတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့က animal based protein လို့ခေါ်တယ်တချို့ကတော့အဲ့လိုမဟုတ် plant based protein လို့ခေါ်တယ်သူကဥမာတူဘူးလို့ဟာမျိုးပေါ့တူဘူးလို့ဟာမျိုးတွေเนาะကျွန်တော်ကပဲပီဇက်လို့ဟာမျိုးတွေအဲ့ဒါမျိုးတွေကကျွန်တော်တို့ကတော့ အသားမဟုတ်သို့တော့သူတို့လည်းပရိုတီးမင်းသူတို့စိုင်းလည်းပရိုတီးမင်းအဲ့တော့ကျွန်တော်တို့ကပရိုတီးချင်းအတူတူကျွန်တော်တို့ကပဲစားမယ်နော်ပဲစားမယ်တူဦးတွေစားမယ်ပဲပီးဇက်တွေစားမယ်အဲ့ဒါမျိုးတွေကကျွန်တော်တို့က plant based protein ဖြစ်တယ်အဲ့ဒါမျိုးကိုကျွန်တော်ကပိုကြိုက် animal based protein တွေကိုစားရင်အသားငါးတွေအများကြီးစားလို့ရှိရင်အထူးသဖြင့်ပေါ့ red meat လို့ခေါ်တဲ့ခြေလေးချောင်းသားကိုစားလိလေလေကျွန်တော်ကနှလုံးသွေးကြောကျင်းတာတို့လေးဖြတ်တာတို့ကပိုများလိလေဒါကြောင့်မလို့ကျွန်တော်ကစားရင်တော့ red meat လို့ခေါ်တဲ့နော်ခြေလေးချောင်းသားကိုတပတ်ကိုနှစ်ခါသုံးရတယ်ပုံမစားပါနဲ့ white meat လို့ခေါ်တဲ့အဖြူအောင်သားတွေကိုတော့စားလို့ရပါတယ်ဆိုပြီးတော့ကျွန်တော်က animal protein စားရင်ကျွန်တော်ကအဲ့လိုပြောပါတယ်ဖြစ်နိုင်တော့ plant based protein လို့ခေါ်တဲ့တောဘူးစားတယ်လို့နော်ဒင်ဂျင်တောက်တယ်လို့အဲ့လိုမျိုးကျွန်တော်ကပူကြိုက်ပါဒါ protein ပါအစီဓာတ်ပေါ့အစီဓာတ်မှာလည်းကျွန်တော်ကနှစ်မျိုးရှိတယ်ကောင်းတဲ့အစီရှိတယ်မကောင်းတဲ့အစီရှိတယ်တိရစ္ဆာန်နေရာရတဲ့အစီတွေကမကောင်းတဲ့အစီဖြစ်တယ်ကောင်းတဲ့အစီရှိတယ် အစီအစံတွေပေါ့ကျွန်တော်ကအစီအစံတွေတရားသီးစံတရားတရားသီးစီတို့နော်ကျွန်တော်ကအဲ့ရရတဲ့အစီရတော့ကောင်းနေဥပမာဆိုလို့စီချင်းတူတော်ကျွန်တော်ကနေကြစီကကောင်းနေတန်လွင်စီကကောင်းနေနော်ကျွန်တော်ကခုဘက်မှာစောင်းစီတို့ကျွန်တော်ကဒါရီကနော်ခုနပြောဝက်စီတို့မဲစီတို့ကလုံးဝမကောင်းအဲ့ဒါဘာပုံမှန်မူတည်သွားလဲဆိုတော့ကျွန်တော်စေပညာအရတော့ saturated fat လား unsaturated fat လားပေါ့ ျွန်တော်တို့ကတော့ဗာလဲဆိုရင်ကောင်းတဲ့အစီတွေကိုပူစားစီခြင်းနဲ့ဖြစ်နိုင်နေကြစီမြေပဲစီနော်အကောင်းဆုံးတန်လွင်စီဒါမျိုးကိုစားတာကိုကျွန်တော်ပူကြိုက်ချဲ့ရင်လည်းဒါိုင်းနဲ့ချက်တာကိုကျွန်တော်ပူကြိုက်ပါအဲ့တော့တချို့ကကျွန်တော်တို့ဗာပြမိလဲဆိုတော့ဗာအရည်တောက်လို့ရတယ်အချိုရည်တောက်လို့ရတာကျွန်တော်အချိုရည်တောက်လို့ရလာဆိုကျွန်တော်တို့ကစီးရသမားတွေမှာတသက်လုံးမတောက်အောင်ဆိုတော့မရှိဘူးဖြစ်နိုင်ရင်တော့ကျွန်တော်ကခုနကကာကာဗွန်နိတ်တို့ခေါ်တဲ့ကျွန်တော်က ပက်ဆီတို့ကိုကာကိုလာတို့เนาะကျွန်တော်တို့ကအဲ့ဒါတော့တတ်နိုင်လောက်ကျွန်တော်တို့ရှောင်သေးခြင်းနဲ့ဖြစ်နိုင်တော့ fruit juice ပေါ့ fruit juice ကိုကျွန်တော်တို့တောက်လို့ရတယ်ဒါတော့ fruit juice မှာအချိုရက်ကတော့ပါတော့ပါနေသေးတာပဲသို့တော့ကျွန်တော်တို့ဒီ fruit တွေမှာပါတဲ့ကျွန်တော်တစ်သီးတွေမှာပါတဲ့အချိုရက်က fructose လို့ခေါ်ပါတယ် fructose ကတအားချိုတယ်သို့တော့ CO တက်တာနည်းတယ်ကျွန်တော်တင်တယ်ကျွန်တော် sucrose လို့ခေါ်ရတဲ့ကြားတဲ့တရားတော့ CO တက်တာအများများတယ်ဒါကြောင့်မို့เนาะကျွန်တော်ကအကြမ်းမြင့်တော့ဘယ်လိုမှလိုက်လဲဆိုချိုးတဲ့ဒီ ချိုးတဲ့ရေချိုးတဲ့မုန့်တွေကိုစီးကြိုတက်ရင်မစားပါနဲ့စီးကြိုတက်တဲ့တော့မနေ့အစောကြီးရှိလို့80နဲ့130ကျော်တဲ့နေ့မှာရှောင်လိုက်ပါမနေ့အစောကြီး130ကျော်ရှောင်ပါ နော်ရှိရမတက်တဲ့နေမှာစားလို့ရပါတယ်လို့ကျွန်တော်ကအကြံပြင်းပါလိုက်ပါဥပမာဆိုတော့ကျမကကျွန်တော်ကြပြောသီးစားခြင်းနဲ့အဲ့ဒါဆိုရင်မနေ့ကိုဖောက်စစ်လိုက်ပါ130မကျော်ရင်အဲ့ဒီမှာစားလိုက်ပါ130ကျော်တဲ့နေမှာခဏရှောင်လိုက်ပါကျွန်တော်ကအကြံပြင်းတော့ကျွန်တော်မာလိုက်ပါတယ်အဲ့တော့ခြိုးတဲ့သီးခြိုးတဲ့ရီခြိုးတဲ့မုန့်နေကိုရှိရတက်ရင်မစားပါနဲ့မတက်ရင်စားပါမနေ့ဆိုရင်130ကျော်ရင်အချိုးရှောင်မှာ130အောက်ဆိုစားလို့ရပါတယ်လို့ကျွန်တော်ကအကြံပြင်းပါပါတယ်ဒါကတချို့ကကျွန်တော်ဘယ်လိုပြောချင်းကျွန်မတံမြိုင်တောက်လို့ရလား ကျွန်မကော်ဖီလက်ဖက်တောက်လို့ရလားကော်ဖီလက်ဖက်တောက်လို့ရပါကျွန်တော်ကကော်ဖီကိုအကြီးဖြောမယ်ကျွန်တော်နိုးစီမတုံးဘူးနွားနိုးတို့မို့နိုးစင်းကိုကျွန်တော်တုံးလို့ရတယ် plus စီဂျိုတရားဆိုတာကျွန်တော်တုံးလို့ရပါစီဂျိုတရားကိုကျွန်တော်ကဒီနေ့ကိုတုံးတုတ်တုံးမုတ်ငါးတုတ်တဲ့တော့ပုံမပေးဘူးအဲ့တော့ကျွန်တော်တို့ကအကြမ်းမြင့်တော့လက်ဖက်၃ခွက်နော်အော်ကော်ဖီ၃ခွက်နော်အချိုရည်နှစ်ခွက်လောက်တောက်လို့ရတယ်။တမယာတိညစ်စီယိုတရားထည့်တော့အဲ့ဒါဆိုကျွန်တော်တို့ရပါ။ဆိုတော့ကျွန်တော်တို့အကြမ်းမြင့်နော်မှာတဲ့ เนาะอาหารด่าดีบาเว้ยเนี่ย